မလုံးမင်္ဂလာပါအခု grade 7 geometry သင်ချာနှစ်ရဲ့အခန်းသုံးက trigonometry များဆောလုံးဆွဲသားခြင်းနဲ့ကတူညီခြင်းဆိုတဲ့အခန်းလေးက3.4ဖြစ်တဲ့အနားနှစ်နားနဲ့ကြားတော့လို့အတီးတီးတူညီတော့ trigonometry ကိုထပ်တူညီခြင်းဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်တယ်။ဒါဆိုရင်ပထမဆုံးအနေနဲ့အလျား BC ညီမျှခြင်း EF ညီမျှခြင်း5 cm နဲ့ CA နိညာကျင် FD နိညာကျင်4 cm တောက် BA BCA နိညာကျင်တောက် EFD နိညာကျင်50 cm အကြီးကြီးရှိသော trigon ABC နှင့် trigon DEF တို့ကိုဆောင်ရွက်ဖို့ဆွဲပါလို့ဒါဆိုလို့ရှိရင်ကေလိုလောက်မှာက trigon ကိုဆွဲရမလဲနှစ်ခုဆွဲရမှာဖြစ်တယ်။ဘာ trigon နဲ့ဘာ trigon လဲ ဟုတ်တာပေါ့ဟဲ့မှာ trigger abc ဆိုတာရှိတယ် trigger def ဆိုတာရှိတယ်နော် trigger def ဆာအဝေးရတော့ဒါဆို def ဆိုတော့ trigger မနှစ်ခုဆွဲရမယ်နှစ်ခုဆွဲရဟုတ်ပြီ trigger လို့ပြောတဲ့အခါမှာအမှတ်ကဏ္ဍရှိတယ်ဟုတ်တာပေါ့အမှတ်သုံးမှတ်ရှိတယ်ပထမဆိုဒီမှာ bc ဖြစ်တဲ့အတွက်ကြောင့် b ဆိုရဲအမှတ်တစ်ခုထားမယ် c ဆိုရဲအမှတ်တစ်ခုထားဟောဒီ bc ဒီဘယ်လောက်ရှိလဲ 5 cm ရှိတယ်။အဲ့ဒါကိုဆက်လိုက်တော့5 cm တရိဂံနာမည်က ABC လို့ပြရတော့ BC ပြီးနောက်တစ်ခုက A ဖြစ်တယ်။ဒါဆိုလို့ရှိရင် A ဆိုတော့ CA 4 cm ဆွဲဖို့အတွက်ဒီနေရာမှာတောက် BCA ဆိုရက်ဟောဒီနာလေးကတောက်မှာဆိုလို့ရှိတော့ဘာလဲ50 cm ရှိလို့ဒါကြောင့်ဒီတောက်ကို50 cm ဆိုတာတိုင်းနေတယ်။ဒီလိုရှိရင်မင်းလေးဆွဲလိုက်မယ်။ဒီလေးကဘယ်လောက်ရှိလဲ CA ဆိုတာဒီဒီမှာပါရေးထားတယ်4 cm CA ဒီ4 cm လို့ရေးတာဒါဆို B နဲ့ A နဲ့ဆက်လိုက်မယ်ဆိုရင်အခုဒီမှာပေးထားတဲ့ BC 5 cm CA 4 cm တောက် BCA 50 cm ဆိုတဲ့ trigon ABC ကိုရတော့မယ်ဒါဆိုရင်နောက် trigon တစ်ခုဆွဲရမှာက DEF သူ့ကိုလည်းဒီတိုင်းပဲ E ဆိုတဲ့အမှတ်လေးတစ်ခုမှတ်မယ် F ဆိုတဲ့အမှတ်တစ်ခုမှတ်မယ် D ဆိုတဲ့အမှတ်တကူမှတ်မယ် D E F ပုံကဆွဲရခြင်းမတူနော်ဒါဆိုရင်ကြာ E F ကဘယ်လိုလို့ပြောတာလဲ5 cm ပဲပြောတာလေ5 cm အဲ့ဒီအတိုင်းမြေထောက်က EFD ဆိုတဲ့ EFD ဆိုမှရှိတဲ့အတွက်ကြောင့်ဒီထောက်ကိုလည်းဘယ်လိုတင်ပြီ50 cm တိုင်းလိုက်မယ်အဲ့ဒီမှာ FD ကဘယ်လိုရှိနေရမလဲ4 cm ရှိမယ်အခုဆက်လိုက်မယ်ဆို3 cm ပါရလေ DEF ဒီတနည်းပြောပြမယ်ဆိုရင် DEF ဆိုတဲ့ trigger ရ။ဟုတ်ပြီဒီ trigger နှစ်ခုကြီးလိုက်တဲ့အခါမှာဟောဒီ BC ကလည်း5 cm EF ကလည်း5 cm ထပ်ကြီးလိုက်တော့ဒီကနေ့ကဘာလုပ်လိုက်မလဲဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီလိုဘာလို့ကြားရမလဲဆိုတော့ trigger နှစ်ခုအလုံးကိုဘာလုပ်ကြည့်ရမလဲ ဆွဲထားတဲ့ trigger ABC နဲ့ trigger DF ကိုကတ်ကြီးဖြည့်ဖြတ်လိုက်ပါအားလုံးလိုက်လုပ်ကြမယ်နော်ကတ်ကြီးလေးနဲ့ဖြတ်လိုက်ပါမယ်ပြီးပြီလားပြီးလို့ရှင်ပြောမယ်ဟုတ်ပါပြီခုနကတော့ဖြတ်ပြီးသွားပြီဆိုလို့ရှင်နောက်တစ်ခုပါလုပ်ခိုင်းမယ် trigger နှစ်ခုကိုတဲ့တစ်ထပ်တည်းထက်ကြည့်ပါတဲ့ဟုတ်ပြီထက်ကြည့်ပြီလားပါစီဒီမှာလည်းချက်ထက်ကြည့်တာကိုကြည့်လိုက်ရအောင် ထွက်ကြည့်လိုက်တော့ဘာဖြစ်သွားလဲဒီ3 GNF ကတထက်တယ်ဖြစ်နေတာကိုတွေ့ဒါဆိုရင်အနားတစ်ပိုင်းကိုပြင်ကြမယ်။ဟောဒီ BC ကဘယ်လောက်ရှိလဲ5 cm ရှိ။ဒါဆိုဒီဘက်မှလာကြည့်အောင်ဟောဒီ BC ကိုထက်ကြည့်တော့ဟောဒီ BC နဲ့ဘာနဲ့တူပါလဲ။ဟုတ်တာကို EF နဲ့တူတယ်ဒါကြောင့်ဘာရေးလိုက်လဲ BC equal to EF လို့ရေးရဲ။မြန်မာလို BC ညာချင်း EF ။ဟုတ်ပြီနောက်အနားတစ်ခုကြည့်မယ်။ဒီမှာ AC ဆိုတဲ့အနားဘယ်လောက်လဲ4 cm ဒီ f ဆိုတာလေ4 cm ဆိုဒီမှာဘာရေးမလဲ a စီးနေများချင်း df ဟုတ်ပြီထောက်လေးချင်အောင်ဒီထောက်စီကဘုရားထောက်စီကဒီဘက်လာတော့ဒီတူပဲဘလောက်ဒီဂရီလို့ပြောထားလဲ50ဒီဂရီလို့ပြောအဲ့ထောက်နှစ်ခုအရတစ်ချက်လည်းမကြောက်ဘူးလားကြားရပါဘူးဒါဆိုရင်ဒီ trigger နှစ်ခုကိုခုနပြန်ထပ်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီ trigger နှစ်ခုဒီဘာဖြစ်နေလဲ တက်ထက်ထေးကြတာတွေ့ရတယ်။ဒါကြောင့်ဒီမှာဗာရေးမယ် trigger ABC ထက်တွေ့ခြင်းများခြင်း trigger DEF ဒါဆိုရင်ဒီနေရာမှာကလေးတို့သိရရမှာကဘာဒီမှာအနာနှနာတူတဲ့အလေအထောက်တောက်လေးတူတယ်ဆိုရင်အဲ့ဒီ trigger တစ်ခုကပါသိကြလေထပ်တွေ့နေကြတယ်။ဒါကြောင့်ဒီစာလေးကိုမှတ်လိုက်ရအောင်။အနာနှနာနှင့်ဈာတောက်တို့တွင်ညီသော trigger နှစ်ခုထပ်တွေ့ခြင်းကိုဘာလို့ခေါ်လဲ နှစ်နာကြာတော့ထတ်တူညီချင်းလို့ခေါ်တယ်။ပြောပြောကြည့်အောင်ဘာထတ်တူညီချင်းလဲ။ဟုတ်တယ်နှစ်နာကြာတော့ထတ်တူညီချင်း။အဲ့ဒီနှစ်နာကြာတော့ထတ်တူညီချင်းကိုဘာလို့ခေါ်လဲ။နာဌာနာထတ်တူညီချင်း။ဒီနေရာမှာနာဆိုတာဘာကိုပြောချင်တာလဲ။ဟုတ်တာပေါ့အနာကိုပြောချင်တာဖြစ်ပြီးတော့ထဆိုတာကဘာကိုပြောချင်တာလဲ ဓာတ်ဆိုတာကိုပြောခြင်းတော့ဒါကြောင့်မို့နှစ်နာဒီမှာနာနာအဲ့ဒီနာနှလုံးခွဲရေးပြီးတော့အလယ်မှာထလို့ရေးထားတယ်ဆိုတာအနာနှစ်နာနဲ့ဂျာဓာတ်ကိုပြောခြင်းတာဖြစ်တယ်အင်္ဂလိပ်လိုရေးတော့ဘာလို့ရေးထားလဲ S E S လို့ရေးတယ်ဒီနေရာမှာ at ဆိုတာဒီဘာကိုပြောတာလဲ site SID is site ဆိုတာမြန်မာလိုဘာလို့ခေါ်လဲဆိုလို့ရှိရင် အနာလို့ခေါ်တာဖြစ်တယ်။နောက်တစ်ခုကကြတော့ a တဲ့ a ဆိုတာကအင်္ဂလိပ်လိုဘာလို့ခေါ်လဲ a n g l e angle ရဲ့အတူကို a လို့မှတ်ထားတာဖြစ်တယ်။အဲ့ဒီ angle ဆိုတာကမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဘာကိုပြောတာဖြစ်လဲ doubt ကိုပြောတာဖြစ်တယ်။ဒါကြောင့် s a s congruence congruence ဆိုတာထပ်တူညီချင်းနာထာနာ ်အင်္ဂလိပ်လို SAS concurrent ဖြစ်တယ်။ဒီနားလေးလို့ယူဆရနော်။ဒါဆိုနောက်တစ်ခုဆက်သွားကြည့်အောင်။ဒါကတော့အဲ့လိုလေ့ကျင့်ခန်းလေးလေ့ကျင့်ကြည့်မယ်နော်ဘယ်လောက်နားလဲထားလဲဆိုတော့ဘဝိသုဒ္ဓတမ နှစ်တည်းကအောက်ပါ trigger နှစ်ခုထပ်တူညီကြောင်းတတိပြရဲ့လူအပ်သည့်အချက်များကိုဖွဲ့လှစ်တင်ပြပါခုနပြောရတဲ့ trigger နှစ်ခုထပ်တူညီဖို့အတွက်ဆိုရင်အချက်ပဲနဲ့ချက်ပြရမယ်၃ချက်တဲ့ဒီမှာ trigger နဲ့ media ပါတယ်လေ p q r ဆိုတဲ့ trigger နဲ့ဒီပဲ trigger က e f g ဆိုတဲ့ trigger မှာဒီမှာပြထားတဲ့ p q ညီညာခြင်းနဲ့ဒါဆိုရင် p q ဆိုတော့ကြည့်လိုက်ရအောင် p q ဒီ p q နားဘယ်လောက်ပြထားလဲ9စင်တီမီ အဆိုဘက် trigger ဖြစ်တဲ့ trigger EFG ကိုကြည့်မဲ့9 cm ပဲဒါလေဒါတော့ဒီနာဒါဆိုရင်ဒီနာရဲ့နာမည်ကပါလေ EF ဒါဆိုရင် P ကျွန်းညီနာကြည့်ပါလို့ရေးချမ်းမယ် EF လို့ရေးမယ်ဟုတ်ပါပြီနောက်တစ်ခုဘာရေးထားလဲတော့ QPR လေဒါဆိုကြည့်ရတော့ QPR ဆိုတာဒီတော့ပြောတာ block degree လေ၄၀ဒီဒါဆိုရင် ဟိုဘက် EFG မှာ40ဒီဂရီဖက်ထောက်လေအလူကြီးဟာဟုတ်တယ်ဒီတောက်နေမယ်ကိုတောက်ရဲ့အမှတ်က E မှာရှိတယ်ဆိုရင် E ကိုအလယ်မှာထားတော့ G E F တို့မဟုတ်ပါလို့ပြောလို့ရသေးတယ်တောက် F E G ဒါဆိုဒီမှာရေးမယ်တောက် F E G နောက်ချက်ပြတာနောက်တစ်ခု PR ကိုကြည့်အောင်ဒီမှာ PR ဆိုတာဘယ်လောက်လဲ12 mm တနည်းပြပြောမယ်ဆို12 mm ဒါဆို12 mm ဒီဘက်မှာကြည့်တော့ ပါရှိလေ EG ဒါဆိုရင် PR equal to ဘာလို့ရေးမလဲ EG လို့ရေးမလား GE လို့ရေးမလားစိုက်တာရေးလို့ရတယ်ဒီမှာတော့ EG လို့ရေးလိုက်ဒါဆိုရင် D3 ကတည်းကကိုကြည့်တော့အချက် PQ ဆိုတာကအနာထောက်အနာညီသွားပြီဆိုတော့ D3 ကတည်းကဘာဖြစ်သွားပြီလဲထက်တွေ့ညီသွားပြီဒါဆိုရင်ဒီမှာရေးထား3 can PQR ထက်တွေ့ညီများခြင်း3 can ဘာလို့ရေးမလဲဒီနေရာမှာ3ထားရမှာကတော့ ပီကျူအားလို့ရေးထားမယ်ဆိုရင်ဟောဒီပီကျူညီနှချင်း EF လို့ညီတာဒါဆိုရင်ပီကျူနဲ့ကဲ့ရက်ကဘာဖြစ်မလဲ EF ဖြစ်တယ်လို့တော့ P ဒါကိုဆိုရင်ပြပကြည့်ရအလေမှတ်ကိုကြည့်ရတယ်ဒီမှာအလေက E ဒီဘက်အလေက P ဆိုဒီမှာ P လို့ရေးမယ်ဆိုဒီမှာဘာလို့ရေးရမလဲဟုတ်တာပေါ့ဒါဆိုရင်တော့ EFG ဒါဆိုကိုရေးထားတာမှန်မှန်မှန်ဆိုတာကအတွဲတနည်းပြပြမယ်ဆိုတော့ light ဖက်အနာလေးတော့ပါတယ်။မဆိုပြီးကျူးကြည့်မယ်ပြီးကျူးဒီမှာပြီးကျူးတွေဒီ EF ဆိုဒီမှာလည်း EF ဒီမှာကြည့်မယ် PR E ကြည့်လို့ပြတာ PR P ရအစား R ကနောက်ဆုံးဒီမှာ E ရအစား G ကနောက်ဆုံးဒါဆိုလို့ရှိရင်တော့ဟိုတွေ့ထားတယ် ဒီ trigger နာမည်ခေါ်တာနိုင်သွားပြီဖြစ်ပါတယ်။ဒါဆိုရင်ခုနကပြောသလိုမျိုးပြင်ကြည့်အောင်ဟောဒီ p q နဲ့ ef ဆိုတာကဘာကိုပေါ်ပြတာလဲ။အနာကိုပေါ်ပြတာဖြစ်တယ်။ဒီ dou q p r ဆိုတာကဘာညီကြောင်းပြတာလဲ။ထဆိုတဲ့ dou ပေါ်ပြတာဖြစ်တယ်။ဒီနာကဘာပေါ်ပြတာလဲ။နာဆိုရင်အနာကိုဖော်ပြတာဖြစ်တယ်ဒါဆိုရင်ဒီထတ်တူညီချင်းဒီပါထတ်တူညီချင်းဖြစ်မလဲ ဟုတ်တာပေါ့ပြီးလို့ပြောရဲနာဌာနထတ္တဉ္စဖြစ်မြင်ပါစေဒါလေးနားလေးပြီးလို့ယူစားရနော်ဒီနောက်တစ်ပုဒ်သွားကြည့်အောင်ဟာဒီနောက်တစ်ပုဒ်ကိုချိန်လေးဘူစားလေးဖက်လိုက်အောင်ပုံတွေ OAC OA ညီမြကြီး OC တဲ့ OA ဆိုဒီမှာတစ်ချောင်းလေးထောက်ထားတယ်အဲ့ဆိုရင်ဒီလိုပုံစံလေးဖတ်ပြီးလို့ရှိရင် ပေးထားချက်ကိုရှိတယ်။ဒါဆိုပေးထားချက်ကဘာပေးထားလဲ။ OA ညီမချင်း OC ပေးလိုက်မယ်။ OA ညီမချင်း OC ပုံလဲကြည့်မယ်။ OA ကဒီမှာတချောင်းနေထဲတာဒီမှာလည်း OC ကလည်းတချောင်းနေထဲ OA ညီမချင်း OC နောက်တစ်ခုဘာပေးထားလဲ။ OB ညီမချင်း OD ဒါလေးရေးလိုက်မယ်။ပုံကကြည့်မယ်။ OB နှစ်ချောင်းဒီမှာလည်း OD နှစ်ချောင်းဒါဆိုရင်ပေးထားချက်ပြီးသွားပြီ။ပြီးသွားပြီဆိုလို့ရှိရင်မိထားချက်မိထားတာကနှစ်ခုရှိတယ်။ နှစ်ခုကကြီးက D3 ကနှစ်ခုထပ်တွင်းကြီးသလားခခွေက CD နဲ့တူသောအနာဒါဆိုရင်ဒီတိုင်းပဲပြည့်ရင်းမယ်ထပ်တွင်းကြီးသလားထပ်တွင်းကြီးသလားဆိုတော့စာမေးတော့ပဲနဲ့ question မလေးရေးတယ် CD နဲ့တူသောအနာညီညာချင်း question ဒါဆိုရင်ဖြည့်ရှင်းချက်သွားရအောင်ဖြည့်ရှင်းချက်လို့ပြောမယ်ဆိုရင် trigger နှစ်ခုထပ်တွင်းကြီးသလားလို့မေးမယ်ဆိုရင် trigger နှစ်ခုကြည့်မယ် A O B ဆိုတဲ့ trigger ရဲ့ဒီဘက်မှာက C O D ဆိုတဲ့ trigger trigger နှစ်ခုရေတော့ trigger A O B နဲ့ trigger C O D တို့တွင်ဆိုတော့ trigger နာမည်သူပြောတဲ့အတိုင်းပဲခေါ်လိုက်တယ်ပြီးလို့ရှိရင်ဒီမှာ O A နဲ့ O C O A ဆိုတာက body A O မြင်းပေါ်မှာ trigger နဲ့မှာရှိတယ်ဆိုတော့ဒီအတိုင်းပဲရေးမယ်ငါးကြောင့်ကြီးတာလေဘာလို့ပါလဲပြီးထားခြင်းနောက်တစ်တွဲချင်းမယ် O B O B နဲ့ဘာနဲ့ညီလဲ O D ဒါလည်းပါခဲ့လေပြီးထားခြင်း ။ဒါဆိုရင် तू မေးတာ trigger နှစ်ခုထပ်တူညီသလားလို့ तू ကမေးထားတယ်။ trigger နှစ်ခုထပ်တူညီဖို့အတွက်အချက်ပဲနှစ်ချက်ပြရမယ်။၃ချက်အခုနှစ်ချက်ပဲရှိသေးတယ်ဆိုနောက်တစ်ချက်ရှာကြည့်အောင်။ဒီမှာကြည့်အောင်။ဒီ3ဒီထောက်ကဘာထောက်လဲ။ A U B ဆိုတဲ့ထောက်ဒီထောက်က C O D ဆိုတဲ့ထောက်ဒီထောက်နှစ်ခုကညီကြပြီ။ဟုတ်လား။ဒါပေါ်ဒီထောက်နှစ်ခုကြီးဘာကြောင့်လဲ။ မြင်းနှစ်ခုဖြတ်သွားရင်ဖြစ်ပေါ်လာတဲ့ထိတ်ဆိုင်တာထိတ်ဆိုင်တာကညီကလေးကိုထိတ်ဆိုင်တာမြင်ဒါဆိုရင်ဒီ3ကနှစ်ခုမှာအနားနှစ်ခုညီတယ်ထောက်တထောက်ကိုလည်းညီတယ်ဆိုရင်အဲ့ဒီ3ကနှစ်ခုကဘာဥပဒေသားနဲ့ညီမလဲစဉ်းစားရအောင်ဒီကကနဒါကလည်းနဒီကကပါလေခပုံမှန်ကြည့်တဲ့အခါကျတော့ဒီအနားနဲ့ ီကြောက်ကဒီအနားနှစ်ခုရှားမှရှိတယ်ဆိုတဲ့အတွက်အဲ့ဒီ trigger နှစ်ခုဒီထပ်တူညီတာဒီဘာနဲ့ထပ်တူညီလဲဟုတ်တယ်အချက်သုံးချက်နဲ့ပြည့်သွားပြီဆိုရင်ထို့ကြောင့် trigger AOV ထပ်တူညီမှရင် trigger COD ဒီမှာနာနာထပုံမှန်ကြည့်တော့ထအလေးမှာဖြစ်တော့ကြောင့်ဘာဥဒိတလို့ရေးမလဲနာထနာထပ်တူညီခြင်းဥပ္ပေဒါဆိုရင်နံပါတ်ကကြည့်တော့ပြည့်ပါခခွေကပြောတာလေ CD နဲ့တူတော့အနာဆိုပုံမှန်ကြည့်ရအောင် CD ဒီ3ကံကိုပဲပို့လိုက်တော့ CD ဆိုတာဒီအနာလေးဒီအနာလေးခုနတော့ဒီမှာအစိမ့်အစိမ့်ရင်တူတယ်နေမော်လေးမရဒီမှာတစ်ထပ်တည်းကြားတယ်လို့ပြောမယ်ဆိုရင် CD နဲ့တူတဲ့အနာပါပဲရှိတော့မယ်ဟုတ်တာပေါ့ AB ပဲရှိတော့ဒါကြောင့်မို့ဒီ3ကံရဆို AB အရင်လာတယ်ဆိုတော့အာဒီမှာ CD ဒါကိုခုနတော့လည်းမျိုးလိုက်ဖက်တာနဲ့ကြည့်မယ်ဆို CD အစနဲ့အဆုံးဒါဆိုဒီမှာအစနဲ့အဆုံးကဘာဖြစ်မလဲ AB ဒါဆိုလို့ရှိရင်ဒီမှာက AB ဒီဘက်မှာက CD ဒါပေမဲ့သူမေးတာက CD နဲ့တူသောအနားလို့ပြောရတဲ့အကြောင်းကို CD နဲ့တူသောအနားညီမျှချင်းပါဖြစ်မလဲ AB ဖြစ်ပါလေဒါဆိုရင်ဒါကသတ္တုညီချောင်းတစ်ခုပြပြပါပြီနံပါတ်ကလေးဒါကတူပြီးတဲ့အနားဆိုတာပြီးသွားပြီဟုတ်ပြီလားပြီးတော့ဒီဘုံသွားရအောင်ဒါဒါဘာလို့ဆိုင်လဲ ဟုတ်တယ်ပထမဆုံးခိုင်လို့ပဲဆိုလို့ပေးထားချက်ရင်းစင်းတယ်ပေးထားချက်ဆိုတာကဒီမှာဒါတွေပေးထားတာမဟုတ်လား AB က5 cm AC 5 cm တောက် A 60 degree ရှိတော့ထရိကန် ABC ကိုဆွဲပါဆိုလို့ရှိရင်ဒီဒါကရှိရောထရိကန် ABC ကိုဆွဲဒီနေရာမှာပေးထားချက်ပဲလို့ပြောတဲ့အတွက်ကြောင့်မို့ဒီဒါကလောက်ခိုင်တာဖြစ်တော့ဒါမကြီးတော့ပဲနဲ့ ဒီအချက်သုံးချက်တွေရေးမှဖြစ်တယ်။ဟုတ်ပြီ။နောက်တစ်ခုကဒါလောက်ဖိုင်ပြီလေ။တော့ထက်ဝက်ပိုင်းများ BC ကိုဆွဲတဲ့အခါဘာမှတွေ့ရမလဲ X မှာတွေ့ရမယ်လို့သူကပြောတာသူပေးထားချက်ကိုရှင်းလိုက်။ပြီးလို့ရှိရင်သူပါမေးလေ။ဒီနှစ်ခု D3 ကနှစ်ခုကထပ်တူညီသလားတဲ့။ဒါဆိုလို့ရှိရင်ဖြည့်ရှင်းရင်က3 gain ABC ကိုဆွဲမယ်။ဒေါက် A ကိုထက်ဝက်ပိုင်းနဲ့မြင်းကိုဆွဲမယ်။ဒါသူဆွဲခိုင်းတဲ့ဟာလေးကိုဆွဲမယ်။ အာလဖာ3က ABX ထပ်တူညီမျှခြင်း3က ACX ဖြစ်ပါဗလားဒါဆိုလို့ရှိရင်ဒီလိုအဖြေလေးလေးရအောင်အဖြေဆိုချက်အနေနဲ့သူက AB 5 cm ကိုဆွဲခိုင်းဆိုတော့ AB ဆွဲလိုက်မယ်ဒါဘယ်လောက်လဲ5 cm AC ဆွဲမယ် AC ကဘယ်လောက်လဲ5 cm ဒါဆိုနှစ်နာရီ3ကဖြစ်သွားပြီဒီလိုရှိရင်ဓာတ်အရာဘယ်လောက်ပြောတာလဲ60 cm ဒါဆိုရင်ဆွဲလိုက်ပြီဒီနေရာမှာ A ဒေါအေကနေဆွဲတဲ့ BC ပေါ်မှာရှိရဲ့မြင်းကိုဘာလို့မှတ်ခိုင်းတာလားလဲ x လို့မှတ်ခိုင်းဟုတ်ပြီ x လို့မမှတ်ခင်မှာဒီမှာထောက်အပ်ပိုင်းမြင်းဖြစ်တော့တဲ့ကြောင့်60မှတ်လဲပြီးလို့ရှိရင်ဒါ x လို့မှတ်လိုက်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆွဲခိုင်းတာပြီးသွားပြီပြီးရင်ဒီဘာမေးလဲဆို3ကန်တခုထပ်တူညီသလားလို့မေးတဲ့ကြောင့်3ကန် abx ထပ်တူညီတဲ့ဟာကိုပဲကျလို့ပြန်ပေါ်မယ်ထပ်တူညီမျှကြည့်လို့မတော်ဘဲနဲ့ တရိကံ ACH2 တွင်ဆိုတာရေးပြီးတော့ပုံဝင်ကြည့်မယ်။ဒီမှာ AB ဆိုတာပါတယ်။ဒီတရိကံမှာလည်း AB ဒါဆို AB ညှ့ချင်း AC ရဲ့ဟုတ်လား။ဘာဖြစ်လို့လဲ။ဒီမှာလည်း5 cm ဒီမှာလည်း5 cm ဆိုတော့ပြီးထားချက်ပေါ့။ပြီး AX ကိုကြည့်အောင်။ဟာဒီ AX က ABX မှာလည်းပါတယ်။ ACH မှာလည်းပါတယ်။ဒါကြောင့် AX များချင်း AH ဘုဘဲမှာလည်းပါတယ်ဘုဘဲတရိကံရောပါတယ်ဒီဘက်တရိကံရောပါတယ်ဆိုဘာလို့ခေါ်လဲဟုတ်တာပေါ့ဘုံအနာလို့ပြော ဒါဆိုရင်နောက်တစ်ချက်ရှိသေးတယ်ဒီမှာ star star ပြတာတဲ့ဟာဒီအဲ့ဒီ down နှစ်ခုကဘာဖြစ်ကြလဲတူညီကြတယ်အဲ့ဆိုရင် down နာမည်က down b a h ညီမချင်း down c a x တဲ့ b a x ဆိုတဲ့ဒီ star လေးနဲ့ c a x ဆိုတဲ့ဒီ star လေးအတူတူဘာဖြစ်လို့လဲအော်ဒီမှာပြောထားတယ် down a e ထပ်ဝက်ပိုင်းမြင်းလို့ပြောထားတယ်ကြောင့်မို့ a h c down a e ထပ်ဝက်ပိုင်းမြင်းဒါဆိုအချက်၃ချက်တူသွားပြီဆိုဒီတတိယကဏ္ဍကဘာဖြစ်ပြီလဲဟုတ်တာပေါ့ ဒါကြောင့်ဒီတွေ့ကံ ABH နဲ့တွေ့ကံ AC H တို့ကထပ်တူညီတာဆိုရင်ခုနကဘယ်ရနီးနဲ့တတန်တူလဲထပ်တူညီတာလဲကြီးမယ် AC ကဘာ၄လဲအနား၄ဖြစ်တယ် AH ကလည်းဘာလဲအနားဖြစ်တယ်ဒီကောင်ကဘာလဲဓာတ်ဖြစ်တယ်ဒါဆိုပုံမှန်ကြည့်မယ်ဆိုရင်အနားနဲ့ဓာတ်ဒီဓာတ်ကဈာမရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဥပဒေသားရပါထဲမှာလဲနာထာနာထပ်တူညီခြင်းဖြစ်တယ်ဒါဆိုရင် ဒီမှာနေထားတဲ့ပုံဆွဲထားလဲဒီပြောတဲ့အတိုင်းပဲ AB 5 cm AC 5 cm ဆွဲပြီးသွားပြီ AX ဆိုတဲ့ပေါက်ထွက်ဝက်ပိုင်းမြင်းလဲဆွဲပြီးသွားပြီဒီမှာ3ကန်တစ်ခုထပ်တူညီကြမ်းလဲပြပြီးသွားလို့ဆိုတော့ရပြီပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ခေတို့အားလုံးဒီအစအဆုံးကြည့်ခြင်းအဖြစ် geometry ဆိုင်ရာတွေးခေါ်မှုတွေတိုးတက်လာပါစေဆက်လက်တင်ပြမယ်သင်ခန်းစာတွေလေ့လာနိုင်ဖို့အတွက်ဒီဗီဒီယိုကို subscribe ပြီးပို့ မဆုံးပါနဲ့။အားလုံးကျေးဇူးတင်ပါတယ်။